ဟင်္ဒရာခရိုင်အတွင်းတရားရေးမှန်တိုင်းနဲ့ပတ်သက်ပြီးတလာအတွင်းမှာ၃ချိန်မြောက်ဆန္ဒပြပွဲတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကိုစိုးရကပေးပို့ထားပါတယ်ခင်ဗျာ။အော်တိုဘလန်23ရက်နေ့မနက်7:00နာရီခန့်မှာလူ80ကျော်လောက်ကဟင်္ဒရာခရိုင်တရားရုံးရှိမှာဆိုင်းဘုတ်တွေကန်ဆောင်ပြီးတရားရုံးတွင်အမှုပွဲသားများအလိုမရှိအဆရှိတဲ့ကျွေးကြော်တန်တွေကိုအော်ဟစ်ပီဆန္ဒပြခဲ့ကြတာပါ။ကျောင်းရတခုဒီပြည်ပြကြကြပြရတယ်ဆိုတော့ကျွန်တော်တို့ဒီကံဆန္ဒပြဆိုကြတော့ဒါပဲရတော့ဒါပဲလို့ဒီလိုဒီလိုကံဆန္ဒပြရတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒီမှာ14ရက်နေ့ကနေပြီးတော့ကျွန်တော်တို့ဆန္ဒပြထားတဲ့အခွင့်အရေးရှိရှိပါတယ်။ရှိတဲ့အခါမျိုးကျတော့ကျွန်တော်တို့တရားရေးဝန်ထမ်းအောင်ကျွန်တော်တို့ဒီ channel နဲ့ဒီလိုပြန်လည်ပြီးတော့ဆန္ဒပြဆွေးနွေးမှာဖြစ်တယ်။ဒီဆန္ဒပြပွဲကဒီလပိုင်း14ရက်နေ့ကခရိုင်တရားရုံးရှိမှာလုပ်ခဲ့တဲ့ဆန္ဒပြပွဲကိုတံပြန်ဆန္ဒပြတာဖြစ်ပြီးရေဘေးအတွက်လှူဒန်းခဲ့တဲ့ပစ္စည်းတွေကိုအလွဲသုံးစားလုပ်တယ်လို့စတင်ဆွဆွဲပြောဆိုခဲ့ရမှဖြစ်ပေါ်ခဲ့တဲ့အပြန်အလှန်ဆန္ဒပြမှုတွေဖြစ်ပါတယ်။ဟောဘာလို့ဒီဆန္ဒပြပွဲကိုလာရောက်ပူးပေါင်းတာလဲ။ ူလူတို့ကလာပြီးတော့ဝေချမ်းတဲ့ဟာကိုအကုန်လုံးညံ့ညံ့တတ်တတ်စားရတဲ့ဟာကိုခေးကမကျဉ်းတတ်လို့တိုင်လို့လာပြီးတော့ဆန္ဒပြတာလားတိုင်တဲ့လူကိုဆန္ဒပြတာလားတရားစီရင်ကိုဆန္ဒပြတာလားမသိဘူးဟင်္ဒရာခရိုင်အတွင်းမှာတရားစီရင်မှန်တိုင်းနဲ့ပတ်သက်ပြီးဆန္ဒပြမှုမှာအော်တိုဘာလအတွင်း၃ချိန်မြောက်ရှိခဲ့ပြီးဖြစ်ပြီးပထမအချိန်မှာဇလုံမျိုးနဲ့ဒုတိယအချိန်မှာဟင်္ဒရာမျိုးတွေမှာပြုလုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီဆန္ဒပြမှုကိုတံပြန်ဆန္ဒပြတဲ့အနေနဲ့တတိယအချိန်ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ဆိုရပါ